ိုလိုခင်ရတဲ့သူရဲ့နောက်ကိုရှုံကြည့်ပြီးတော့လိုက်မိတာကြောင့်အသက်ပေးလိုက်ရှာတဲ့အသက်၁၄နှစ်ရွယ်ကောင်းလေးဖြစ်ဆွေမျိုးသားချင်းဆိုရင်လေလူတိုင်းကရှုံကြည့်ကအားကိုးတတ်ကြပါရဲ့ဆွေမျိုးသားချင်းကိုယုံကြည်မိတာကြောင့်ဒုက္ခလာလာလျှောက်သွားတဲ့ဖြစ်တွေလည်းအများကြီးပါပြီးခဲ့တဲ့ရက်ကဘကုံးမြို့မှာအသက်၁၄နှစ်ရွယ်ကောင်းလေးပျောက်သွားပြီးမှအသက်မဲ့အနေထားသာပြန်တွေ့ခဲ့ရတဲ့ဖြစ်ဆိုရင်လေဆွေမျိုးကိုယုံကြည်မိတာကြောင့်ဖြစ်ပါရဲ့ပြီးခဲ့တဲ့၂၁ရက်တုန်းကဘကုံးမြို့ကအသက်၁၄နှစ်ရွယ်ကောင်းလေးတစ်ယောက်က ပြောက်သွားတာကြောင့်မိဘတွေကအသေးအတန်ရှာခဲ့ရပါတယ်။၂၃ရက်နေရောက်မှသာဘကိုးမြို့ရဲ့မစင်းစင်နာခြုံထဲမှာတွေ့ခဲ့ပါတယ်။တွေ့တဲ့အချိန်မှာအသက်မရှိတော့ပါဘူး။ဒါပြင်ရှေးညာမှာတော့မိဘတွေစီသားဖြစ်သူကိုဖုန်ကြီးကျောင်းသားမှာဝင်ငါးသိန်းနဲ့လားခေါ်ပါလို့ခေါ်ထားခဲ့သေးတာပါ။တကယ်တမ်းမှာအလိညာတစ်ခုသာဖြစ်နေကြတာပါ။ကြပြင်မောင်တက်နိုင်ဝင်းကိုလူငယ်ထင်းသိမ်းရေးဖွဲကဖမ်းခေါ်သွားတယ်ဆိုပြီးတော့လေအာယုံတွေပြောင်းခဲ့ပါသေးတယ် ဒါပေမဲ့တက်ဆိုင်ကကအတက်တရော်လိုက်ရှာတာကြောင့်တရားခဏဦးကိုအမြန်ဆုံးဖမ်းမိခဲ့ပါရယ်။ဖမ်းမိတဲ့အချိန်မှာညင်းလို့မရအောင်တက်သေးကရှိတာမလို့တရားခဏကဝန်ခံလိုက်ရှာပါရယ်။အစောပါတရားခဏဦးကအခြားသူမဟုတ်နေပဲမောင်တက်နိုင်ဝင်းနဲ့နှစ်ဝမ်းခွဲတော်ဆက်တဲ့အကိုတယောက်ရင်ဆွေမျိုးလိုခင်ရတဲ့သူတယောက်ကပြန်မေးဆွဲသွားခဲ့တာပါ။အသက်30ကျော်ရွယ်အောင်ကျော်စောကငွေသိန်း300ကျွေးတင်နေခဲ့တာပါ။ငွေ300လုံးကျွေးတင်နေတဲ့အတွက်ငွေရေးကြီးလိုက ဆွေမျိုးတော်ဆက်တဲ့မောင်တက်နိုင်ဝင်းကိုပြန်ပြီးဆွဲဖို့စီစဉ်ခဲ့တာပါ။နိုင်အောင်ဖြိုးကလည်းငွေလိုတာကြောင့်ပြန်ပြီးဆွဲမဲ့ကြံစီကိုလုပ်ခဲ့ကြတာပါ။ရှမ်းများစွာကြားကလေးကစီစဉ်ခဲ့တာဖြစ်ပြီးတော့၂၁ရက်နေမှသာခွင့်သာခဲ့တာပါ။မောင်တန်နိုင်ဝင်းကတငယ်ချင်းတွေနဲ့ဘောလုံးကန်နေခဲ့ပါရီ။ဒါကြောင့်တရခဲနိုင်အောင်ဖြိုးကဘောလုံးကန်ဖို့နေရာတွေ့ထားတယ်ဆိုပြီးတော့ဆိုင်ကနေသွားခေါ်ပါရီ မောင်တက်နိုင်ဝင်ကဘောလုံးကင်ရတာရန်ကုန်မှာကြိုက်ပါတယ်။ဓာပြင်လားခေါ်တာကလည်းဆွေမျိုးလိုခင်ရသူမို့လိုက်သွားဖို့ဆုံးဖြတ်ခါလိုက်သွားခဲ့တာပါ။အခြားတငယ်ချင်းတွေကိုခေါ်မယ်ဆိုတာကိုပေးမခေါ်ဘဲနဲ့ဆယ်နီးနာကချုံပုံနာကိုခေါ်သွားတာပါ။ကျိုးရီနဲ့လည်းတုတ်ထားတာမလို့မောင်တက်နိုင်ဝင်ကရန်ကိုကြောက်ရွံ့သွားကော်လိုက်ပါတယ်။အော်တဲ့ချိန်မှာတရားခဏနှစ်ယောက်ကရုံရင်ဆန်ခဲနဲ့ကျိုးကိုလက်ဘင်းနာပတ်လိုက်ပါတယ်။ လက်လွန်သွားကမောင်တပ်နိုင်ဝင်းကအသက်ထွက်သွားခဲ့ပါတယ်။ကျိုးစောင်းမလို့အောက်ဆီဂျင်ပြတ်သွားတာဖြစ်တယ်လို့အားနဲ့ဆွဲလိုက်တာကြောင့်လေလက်ပင်းရိုးပါကျိုးသွားခဲ့ပါတယ်။အသက်မရှိတော့လို့သိတာနဲ့တရခဲနှုတ်ကခြုံပုတ်ထဲမှာပြစ်ခါလက်ဆာဖြောက်လိုက်ကြပါတယ်။တရခဲဖြစ်တဲ့နိုင်အောင်ဖြိုးကလည်းဟမ်မပြက်ဘဲနဲ့ဆိုင်ကဲနဲ့ပြန်လာပါတယ်။မိဘတွေကမေးတဲ့အချိန်မှာကိစ္စရှိလို့မြို့ပြင်ကိုသွားရမှာမို့မောင်တက်နိုင်ဝင်းကိုဖျားနာမှာချခဲ့တာလို့လိန်ပြောခဲ့ပါတယ်။နိုင်အောင်ဖြိုးကသူ့ကိုမရိပ်မိအောင် လိန်ပြောက ပုံမှန်အတိုင်းဆက်နေပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့သူတို့လုပ်ရဲ့အားလုံးကိုဖော်ထုတ်နိုင်ခဲ့တယ်လို့သူတို့ကိုယ်တိုင်ကလည်းဝန်ခံလာခဲ့ပါတယ်မိဘတွေကတော့သူတို့နှစ်ယောက်ကိုဆွေမျိုးသားချင်းဆိုပြီးရှုံမိတဲ့ပုံမှာအရန်ကူမှနောက်ထပ်ရာဂါကြီးချုံမရဖြစ်နေပါပြီဒါပြင်သားသမီးရှိတဲ့မိဘတိုင်းလည်းကိုယ်ဝလွှဲရင်ခြားဘသူကမှယုံကြည်ရဘူးဆိုတော့အတိတရားကိုရရှိလာခဲ့ပြီဖြစ်ပါတယ်အကူလိုခင်းတဲ့သူနောက်ကိုယုံကြည်ပြီးလိုက်မိတာကြောင့်အသက်ပေးလိုက်ရတဲ့အသက်၁၄နှစ်ရွယ်ကောင်းလေးပေါ်ပရိသတ်တို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်